ခင်ဗျားလို့ပဲမင်္ဂလာပါအမေရိကန်အစိုးရပေါ်လစီအပြောင်းလဲတဲ့အတူငြင်းကြဲလာတော့မိမြန်မာပြည်တဲ့ခေါင်းစည်လေးကအရန်ကောင်းပါတယ်နော်မြန်မာနိုင်ငံအတွက်ကိုအမေရိကန်နိုင်ငံရဲ့အစိုးရဆိုင်ရာပေါ်လစီကပြောင်းလဲလာပြီပြောင်းလဲပြောင်းလဲနေပါပြီနော်ဒါတွေလည်းကျွန်တော်ဟုတ်ကဲ့ရအပြည့်အစုံပြောခဲ့ပါတယ်အဲ့တော့မြန်မာနိုင်ငံသားပြည်ပြေးတွေကိုအခွင့်အရေးပေးထားတဲ့ ဒီ TPS စနစ်ကိုဖျက်သိမ်းလိုက်တဲ့အမေရိကန်အစိုးရရဲ့ policy အပြောင်းလဲဟာတော်လန်ရေးအတိုင်းပွဲကိုအကြီးကြီးကြီးကြိုက်သွားစေခဲ့ပါတယ်ဒီအပြောင်းလဲကြောင့်တော်လန်ရေးဗန်းပြအဆိုင်လန်ရှော့အမေရိကန်အိမ်မက်မတ်သူတွေခွက်ခေါက်အလှခံတွေရဲ့ဘဝနေဝင်ချိန်ဖြစ်လာခဲ့ပါတယ်ဆိုလိုတာက အမေရိကန်က6နှစ်လောက်ထောက်ပံ့ခဲ့တဲ့တော်လန်ရေးကြီးဟာအယူဂျီရဲ့အယူဂျီနဲ့ဖာဆယ်လိုတခိုးတစ်တိုက်တာချမ်းသာသွားပြီးတော့အောက်ခြေမှာပြည်သူတွေတေးကြီးဒုက္ခဒုက္ခရောက်ကြတာမြန်မာနဲ့တရုတ်နဲ့ရုရှားနဲ့ပိုနီးစပ်သွားတဲ့ဆိုဂျိုးသာအမေရိကန်တွေ့ရလာခဲ့တာဟုတ် သဘောပေါက်သွားလို့ပါပဲအမေရိကန်ရဲ့ exit strategy ကတော့တရုတ်ချေရနေပြီးကြားပြတ်ခေါင်းစဉ်ပြောင်းကကရင်နယ်စပ်ကကြားပြတ်တွေကိုတီတီရောက်ရောက်ဖမ်းဆီးအရေးယူခြင်းဖြင့်အဆုံးသက်ပါလိမ့်မယ်အမေရိကန်မူဝါဒရဲ့အစ်စ်တွေရ TBS ဖြတ်သိမ်းတော်လှန်ရေးအယောက်ဆောင်တွေကိုမောင်းထုတ်တာက ပရမအစစ်ပြန်လဲချင်းကဲ့ရေးကိုအုံမြစ်ချတာပါဒုရီယာအစစ်၎င်းတို့တွယ်ဝိုက်ထောက်ခတ်အားပေးခဲ့လို့အိုးပြဲအိမ်ပြဲစီးဝါပြတ်ခဲ့ရတဲ့စစ်ဘေးရှောင်တွေစီလူသားချင်းစာနာထောက်ထားခြင်းအကူအညီတွေကိုတန်ယုံကတစ်စစ်ပေးအပ်လာပါလိမ့်မယ်တပြိုင်တည်းမှာအမေရိကန်ထောက်ပံ့တဲ့ရွေးကောက်ပွဲလေလာရေးအဖွဲ့တွေက လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတမှု ရှိမရှိစောင့်ကြည့်လာပါလိမ့်မယ်။ရွေးကောက်ပွဲလွတ်လပ်မှုအညွန့်ကိဥပမာ30မှတ်မှ6မှတ်လောက်ရရင်ကို အမေရိကန်ကအတိအမှတ်ပြုတော်မှာဖြစ်ပါတယ်။နောက်တစ်ဆင့်ကရွေးကောက်ခံအစိုးရတက်လာပြီးနှစ်နှစ်စောင့်ကြည့်ကအကောင်းဘက်သွားနေတဲ့ယူဆရင်ဆန်းရှင်တွေရုတ်သိမ်းပြီးတော့ပြန်လည် ပူးပေါင်းလာပါလိမ့်မယ်။ဒီနေရာမှာ ဒေါ်စုနဲ့နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးခိုင်းတာတို့ NLD ကိုပြန်လည်မှတ်ပုံတင်ခွင့်ပြုခိုင်းတာတို့ပါလာနိုင်ပါတယ်။ဒါအပြင်ရိုလိန်ညာတွေကိုပြန်လက်ခံခိုင်းတာပါပါလာနိုင်တယ်။ဒီစစ်ပြီးသွားရင်တော့ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်လာတော့မှာပါပဲ။ပြောချင်တာကဤပိတ် 到了一级啊，没修没啥，亏皮、暖皮、怕皮都别干，皮干，直接小内多皮做啥买卖？倒卖白的。